ရှာကာကပရီးမီးယားလီဂ်ရဲ့အကောင်းဆုံးခေါ်ဝေမှုတစ်ခုဖြစ်လာပြီ။ဘောရလုံးမဲမင်္ဂလာပါခင်ဗျာကျွန်တော်ကိုယ့်အမှ Quest Sports ကနေပြန်လည်ပြီးတော့ကြိုးစားပါရစေ။ရှာကာအခုရသေးတဲ့အကောင်းဆုံးခေါ်ဝေမှုတစ်ခုလို့ရိုနီကချီးကျူးပါရစေ။ရိုနီရဲ့စကားကတိတ်ပြီးတော့ခြေကားလုံးညာကြနေမလားပဲ။ဒါမှမဟုတ်တကယ်ပဲရှာကာကပရီးမီးယားလီဂ်ရဲ့အကောင်းဆုံးခေါ်ဝေမှုတစ်ခုဖြစ်နေရလား။ရှာကာဆန်နာလန်တင်းကိုခုနေရာဒီမှာရောက်ရှိလာပြီးတော့စက်ပွဲကစား16မှတ်နဲ့ ်စုံထားနေရာမှာယက်တီနေနိုင်အောင်အဓိကစွမ်းဆောင်ပေးထားသူတွေတဲကတအူးဖြစ်နေပါတယ်ဇန်လာလိုင်းတင်းမှာသူရဲကောင်းဖြစ်နေသူကရှာကာပါအော်စတြေးလျနဲ့သူနှလုံးလှလူချမ်းကြီးဖြစ်ဖို့သူရှာကာကဇန်လာလိုင်းတို့ကိုးဖန်တီးမှု၃ချိန်ပြုလုပ်ထားတယ်လက်ရှိအသည့်ပရီးမီယာလိမှာရှာကာထက်ကိုးဖန်တီးမှုပိုများတာ၃ဦးပဲရှိပါတယ်ရှာကာပရီးမီယာလိရဲ့ chance credit အများဆုံးကစားမရှင်းဝင်နေသလိုအောင်မြင်တဲ့ long pass ပေးဖို့မှ52ချိန်ပြုလုပ်ထားပါတယ်ရှာကာပြန်ပြန်သိန်းဂိုးဧရိယာရဲ့ဘောလုံးပေးဖို့56ချိန် ဘောလုံးပြန်လဲလူဦးနိုင်မှု49ကြိမ်ဒီလုံထားနိုင်ပါတယ်။ရှကားလူငယ်တွေများတဲ့ဆန္ဒလမ်းကိုအကောင်းဆုံးဥဆောင်နေတဲ့အတွေ့အကြုံရင်ကောင်းဆောင်တူပါ။ဆန္ဒလမ်းကပရီးမီးယားလိရင်ခွင့်ပြန်လဲခိုလုံခွင့်ရအောင်ရုန်းကန်ခဲ့ရတယ်။ပြီးခဲ့တဲ့ရာသီလိချန်ပီယံရှစ်မှာပရီးမီးယားလိတိုက်ရိုက်တန်းတက်ခွင့်နေရာနဲ့24မှတ်ဝေးကွာခဲ့တယ်။ပြီးခဲ့တဲ့ရာသီချန်ပီယံရှစ်46ပွဲမှာ58ဂိုးသာသွင်းယူနိုင်ခဲ့တာလဲအားအနေချက်ဖြစ်ခဲ့တာပါ။ပရီးမီးယားလိတန်းတက်ခွင့် playoff semi final ကိုဗင်ထရီနဲ့ပွဲ final Sheffield United နဲ့ပွဲဒီမှာဆန္ဒလိုင်းကနောက်ကျအနိုင်ကိုတွေတွင်းပြီးရှင်းနှစ်ကြာဝေးကွာနေတဲ့ Premier League ရင်ဝင်နဲ့ကြောင်နဲ့တွေပြန်လဲပြီးတော့ဒိုးဝင်လာနိုင်ခဲ့ပါတယ်။အိုင်လိုဇလန်းကြောင့်လက်ရှိရာသီ Premier League တန်းစင်အသင်း၃သင်းထဲမှာဆန္ဒလိုင်းကိုလူတွေတိတ်ပြီးတော့အထင်မကြီးကြောင်ဆန္ဒလိုင်းကတန်တရားမျက်ဝန်းနေရဲ့စန့်ကျင်ဘက်လမ်းကိုခြိတက်ပြလိုက်တယ်။ Arsenal ကွေးနဲ့လူအောင်ရှာကာရဲ့အတွေ့အကြုံနဲ့ဥဆောင်မှုရေးသွေးကဆန္ဒလိုင်းကိုများစွာအကျိုးရှိစေခဲ့ပါတယ်။ရှာကာသူကအမြဲတမ်းရန်လိုနေတတ်တယ်လို့တစိုက်ကတ်ခံရတယ် တချိန်တည်းမှာပဲသူဟာခေါင်းဆောင်ခေါင်းတဦးဆိုပြီးတော့ချီမုံကန်ဖွင့်ခံရပြန်တယ်။သူစီမှာပြင်းပြတဲ့အောင်ပွဲစားလောင်စိတ်ကဘူးကတ်လို့နေတယ်။အာစတေမာလီဗာကူဆေမာအခုဆွစ်ဇာလန်မှာရှာကာတိုက်ခိုက်နေပြေးဝနေတယ်။ဆွစ်ဇာလန်ကွင်းလယ်အတွက်လူကြမ်းကြီးရှာကာမရှိမဖြစ်အသက်သွေးကြောသူရဲ့တွေးကြုံနေရအောက်ဆီဂျင်မဲဆန်နာလန်အတွက်စွမ်းအင်မဲပြီးခဲ့တဲ့နင်းနှန်းငယ်တွေးမှာရှာကာရဲ့ဇာမဘွားတလျှောက်အကောင်းဆုံးစွမ်းအင်ကိုခံစားခွင့်ရခဲ့တယ်။လီဗာကူဆေင်တင်းတဲ့အတူအမြင့်ပြန်တန်းနိုင်ခဲ့တယ်။ ရှာကာကတော့သူ့ရဲ့အကောင်းဆုံးချိန်ဆိုတဲ့တတ်မှတ်ချက်တွေအတွက်မယုံမယဲဖြစ်နေသေးပါဘူး။ရှာကာခြေစွမ်းတာမကပဲရှာကာစိတ်ထားလဲပြောင်းလဲခဲ့တယ်။ဒီခံစိတ်ပို့ပြီးတော့များလာတယ်။ပောက်ကွဲလွယ်တဲ့စိတ်ကိုထိမ့်သိမ်းထားစေဆိုပေမဲ့ဒေါသစိတ်ကအရင်ကထက်ကျော်ပါလာပြီ။ကစားပွဲထားကိုလည်းပို့ပြီးတော့နားလေလာတယ်။အရင်လိုတေလူနီးပါးလိုက်ပြီးတော့ကစားနေတာမျိုးမလို့ပဲကြမ်းတမ်းတမ်းကစားပစ်တာမျိုးမလုပ်တော့ဘူး။တိုင်းစိတ်ကိုဘယ်ချိန်လိုက်ပါမလဲ။ခံစိတ်ကိုဘယ်ချိန်မှကာကွယ်ပေးရမလဲ။ ်ဘွဲအချိန်ကိုဘလို့ထိန်းချုပ်ကစားမလဲဆိုတာပို့ပြီးတော့ကျွမ်းကျင်လာတယ်။တင်ကန်းစားနဲ့အတွေ့အကြုံတွေဟာကစားမတယောက်ကိုပို့ပြီးတော့ကောင်းမွန်စေတယ်။အမားတွေကနေစိုက်ကတ်လာမဲ့စင်ကြီးလုံးတရားဟာကစားသမားတယောက်ကိုသာမကဘဲလူတယောက်ကို ပြန်ပြီးတော့တစ်လွင်စေလိမ့်မယ်။ပရီးမီးယားလိဂ်ကိုပြန်လာပြီးတော့ရှာကာလုံးဆောင်နေရာတွေကအာအသင်းစရာတွေပါ။တန်းတက်အသင်းသင်းနဲ့သူ့ရဲ့ပါဝင်တက်ရောက်မှုတွေကထင်ရှားပါတယ်။သူကဘောလုံးရာသီရဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်နိုင်ပါတယ်။ရှာကာကလက်ဖြားခါလောင်းထူးချွန်သူပါလို့ဝေးရုံးတွေကချီးကျူးခဲ့ပါတယ်။ ရှာကာတို့ဆန္ဒလန်းပေးလိုက်တဲ့ပြောင်းဆွေကြီးပေါင်း73တန်းကတိတ်ပြီးအဖိုးတန်လွန်းလာပါလေတကယ်လို့များဆန္ဒလန်းအသင်းသာဥရောပပြိုင်ပွဲဝင်ခွင့်ရရင်ရှာကာပရီးမီးယားလိရဲ့အကောင်းဆုံးခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ